မလျင်ကြောင့်တိုက်ကြီးမြို့နယ်မှာဌာနဆိုင်ရာတပ်ရင်အစအဦးတချို့ပြိုကျပျက်စီးခဲ့ပြီးဆုံးရှုံးမှုတန်ဖိုးတန်း200နီးပါးလောက်ရှိမယ်လို့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနကခန့်မှန်းထားပါတယ်ဒီသတင်းကိုရန်တိုင်းကပေးပို့ထားပါတယ်ရှင်မနေ့ကမတ်လ23ရက်ည7:00မိနစ်50ခန်းကတိုက်ကြီးမြို့နယ်9မိုင်ခန့်အကွာကိုဗဟိုပြုပြီး9.8ရေရှာတာစကေးပြင်အားရှိတဲ့ငလင်တစ်ခုစတင်လှုပ်ခတ်ခဲ့ပါတယ်ဆယ်ကျင်းထက်မနေ့လှုပ်ခတ်ခဲ့ပြီး3ကျင်းကတော့ပြင်းထန်ခဲ့ပါတယ်အဲ့ဒီငလင်ကြောင့်ဌာနဆိုင်ရာ တက်တန်းရင်အဆောက်အဦတချို့နဲ့တာသနိကအဆောက်အုံတချို့ပြိုကျပျက်စီးမှုတွေရှိခဲ့ပါတယ်။အဲဒီမနေ့ကဖြစ်စဉ်ဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ကတော့ညဆိုတိတ်မသိဘူးမနေ့ကြည့်တဲ့ခါကျတော့ပုံနံနေပြိုကျတယ်ပတ်ပတ်လေအားလုံးနေတော့အကွဲချောင်းဖြစ်ကုန်တယ်ခေါင်းကလည်းကွဲထွက်သွားတယ်။ယခုအချိန်ထိပေါ့ကျွန်တော်တို့ရုံးကိုရောက်ရှိလာတဲ့ပျက်စီးဆုံးရှုံးမှုအင်အားစင်းတွေကတော့ကျွန်တော်တို့ကဒီအင်အောင်စု6ဦးအင်အောင်စု6အိမ်ပေါ့နော်ကျွန်တော်ပြိုကျပျက်စီးခဲ့ပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ဒီတာသနိကဆောက်အုံပေါ့တာသနိကဆောက်အုံတို့တချို့ကဖုန်းကြီးကျောင်း ရှေ့မုံဥတွေရှိမယ်အချို့ကလည်းကျွန်တော်တို့ဒီဖုံးကျောင်းဖျားစီတီတွေရှိမယ်ပေါ့ဒါသာသနိကဆောင်းဦးက29ခုရှိပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီဒီဌာနဆိုင်ရာယုံတွေပေါ့ကျွန်တော်ဌာနဆိုင်ရာယုံတွေဆိုလို့ရှိရင်လည်းအချို့ကလည်းတော်တော်များများပျက်စီးခဲ့ပါတယ်အချို့ကလည်းဒီဆောင်းဦးမျက်နှာချက်တွေပြိုကျတာတွေရှိပါတယ်ကျွန်တော်တို့ဌာနဆိုင်ရာယုံဆောင်းဦးနေတော့ကျွန်တော်တို့ကဒီ9ခုလောက်ပျက်စီးခဲ့ပါတယ်ယနေ့အချိန်ထိရရှိတဲ့စင်းရဆိုရင်ကျွန်တော်တိုက်ကြီးမြို့နယ်မှာခမ်းမန်းတန်ဖိုးပေါ့ကျွန်တော်189.3 6တန်းခက်လောက်ကျွန်တော်တို့ပစ္စည်းဆုံးမြို့လို့ကျွန်တော်တို့သိရပါတယ်ဗျ။ကာကွယ်ပစ္စည်းဆက်ယုံအတွင်းမှာတော့ကလေးငယ်တအူးနဲ့အဖိုးတအူးတေဆုံးခဲ့တယ်လို့လူမှုကွန်ရက်ဆမ်းမျက်နှာတွေမှာဖော်ပြခဲ့ပေမဲ့အတည်ပြုချက်တော့ရယူလို့မရသေးပါဘူး။တပ်ဆိုင်ရာအနာပိုင်အဖွဲ့အစည်းကိုမေးမြန်းရမှာတော့24ဦးကြိုးပဲ့ထိခိုက်ဒဏ်ရာကြောင့်ဆေးရုံတက်ကုသခဲ့ရတယ်လို့အတီးပြုပြောကြခဲ့ပါတယ်။လူနာကတော့ကျွန်တော်တို့ညဘက်ဖြစ်ဖြစ်ချင်းပဲကျွန်တော်တို့ပြည်သူဆေးရုံကိုသွားပြီးတော့ကြည်ပါတယ်။ကြည်တော့24ဦးပေါ့လူ24ဦးခန့် တချို့ကတော့လက်လေးကျိုးတယ်တချို့ကတော့ပုံးပက်တချို့ကတော့ဆွတ်ဖြစ်ပြီးတော့မူးမေးတဲ့ဓာန်တွေရှိပါတယ်ကျွန်တော်ညနေချင်းပဲဆေးကုသပေးတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီကယ်ဆယ်ရေးရေးဖို့ကယ်ဆယ်ရေးအဖွဲ့ဖွဲ့စည်းပေးတယ်ညနေချင်းပဲကျွန်တော်တို့ကရှေးကုသပေးနေတဲ့ပြုစုတော့ကျွန်တော်တို့ဒီ20ဦးခန့်ကတော့ဟိုအိမ်ပြန်ပြီးတော့အေးဆေးပြန်လည်ဖြစ်သွားပါပြီအခု၄ဦးပဲဆေးဦးမှာဒဏ်ရာနဲ့ဆေးကုနေရဆဲပဲဖြစ်ပါတယ်အခုလိုငလင်လှုပ်ခတ်ခဲ့တာဟာနှစ်ပေါင်း80ကျော်အတွင်းမှာဒုတိယကြိမ်လှုပ်ခတ်ခဲ့တာဖြစ်ပြီးလွန်ခဲ့တဲ့9နှစ်ကျော်က Richard Scale ၄ဆင့်လှုပ်ခတ်ခဲ့ပါတယ် ယခုအချိန်မှာတော့ငါးတသမရှိ Richarder Scale လှုပ်ခတ်ခဲ့ပေမဲ့ကြေးရွာတွေမှာအပျက်စီးမရှိဘဲမြို့ပေါ်မှာသာတန်း200ကျော်ခန့်ပျက်စီးခဲ့တယ်လို့သိရပါတယ်ကျွန်တော်ရန်နိုင်ပါ